see the pain in me these oh my she need a hope they got to talk to her and these oh my see the pain in me these oh my she need ောသားနေအခမ်းအနားကိုပြည်သူရင်ပြင်မှာကျင်းပခဲ့တာ9နှစ်ရှိသွားပါပြီ69ချိန်မြောက်မွန်မျိုးသားနေအခမ်းအနားအတွက်ရန်ကုန်တိုင်းမှာရှိတဲ့မွန်တိုင်းရင်းသားတွေစစ်ကြောင်းချီပြီးတက်ရောက်လာခဲ့ပါတယ်။ မုံမျိုးသားနေအခမ်းအနားမှာမုံမျိုးသားစိတ်ဓာတ်တွေတက်ကြွစီဖို့နဲ့အချားညီနောင် တိုင်းရင်းသားတွေနဲ့အတူတိုင်းရင်းသားစီးလုံးညီညွတ်ဖို့အတွက်လှုပ်ဆောင်သွားရမယ်လို့ဆိုလာသူကနိုင်မောင်တို့ပါတိုင်းရင်းသားအားလုံးဒန်းတို့အခွင့်အရေးရဖို့အရေးကြီးတယ်လို့လည်းသူကဆိုပြီးတိုင်းရင်းသားအားလုံးကိုယ်စားပေးကိုယ်ယဉ်ကျေးမှုဓလေ့တွေကိုထိမ့်သိမ်းသွားကြဖို့တိုက်တွန်းခဲ့ပါတယ် ကျွန်တော်တို့ပွဲကဟိုမြင်ရတဲ့ခါကြတော့ဗောနတခြားတိုင်းရင်းသားတွေလည်းကိုယ်ယဉ်ကျေးမှုနဲ့ကိုယ်အတီးတီးဖော်ထုတ်ပေးကြဖို့ဗောနဖော်ထုတ်ပေးကြတဲ့ခါကြမှာဩကိုယ်ယဉ်ကျေးမှုကဒီလိုရှိပါလားဆိုတော့တခြားတိုင်းရင်းသားလည်းမြင်သွားမှာဗောအငါပြောချင်တာကတော့ဒီတိုင်းရင်းသားတွေအားလုံးက ်ကိုတလေးကိုကိုထိန်ကြပါကိုရင်ချင်းမှုကိုစကားကိုပါတာစကားတွေကိုကိုစာပေတွေကိုထိန်ထိန်ကြပါလို့ပြောချင်ပါတယ်နောက်တစ်ခုကလည်းဟိုနိုင်ငံတော်အုပ်ချုပ်တဲ့အစိုးရအနေနဲ့ပေါ့နော်ဒီလိုတိုင်းရင်းသားတွေအခွင့်အရေးတွေကိုလည်းဖန်တီးပေးကြပါလို့အငယ်ကပြောချင်ပါစွာကရေးစိစကောင်းအကျွန်ုံမွန်ပရလလွေရကောရေးစိ 26ချိန်မြောက်မွန်မျိုးသားနေ့အတွက်လူမှုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတဝင်းလွှာပေးပို့ခဲ့ပါသေးတယ်။ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့တဝင်းလွှာထဲမှာတော့26ချိန်မြောက်မွန်မျိုးသားနေ့အခမ်းအနားကျင်းပရခြင်းရဲ့ရည်ရွယ်ချက်တွေကတတိယအချက်ဖြစ်တဲ့ Federal ပြည်ထောင်စုကြီးတည်ဆောက်ဖို့အတွက်ကြိုးပမ်းဖော်ဆောင်သွားဖို့ဆိုတဲ့အချက်ဟာတင့်မြတ်လျော်ကန်ပြီးအချိန်အခါနဲ့ကိုက်ညီတဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့យေသားဖော်ပြထားသလိုတိုင်းပြည်ရဲ့အရေးကြီးတဲ့အသွင်ကူးပြောင်းရေးကာလမှာ စစ်မှန်တဲ့ Federal ပြည်ထောင်စုတည်ဆောက်ဖို့ပြည်ထောင်စုသားတွေရည်ရွယ်ချက်ထားတာကအားရကျေနပ်စရာပဲလို့လည်းရေးသားဖော်ပြထားပါဗျ။ NLD အစိုးရလက်ထက်မှာတိုင်းရင်းသားတွေရဲ့စိတ်ခံစားချက်ကို ပိုနားလည်မယ်လို့ယူဆထားပြီးပွင့်လင်းမြင်သာတဲ့ငြိမ်းချမ်းရေးတစ်ခုရရှိသွားနိုင်မှုမျှော်လင့်နေသူကဥခွန်မြတ်ပါ။သူတို့လည်းခံစားချက်ရှိကြတာပေါ့နော်။ဟောသူတို့လည်းဒီတိုင်းရင်းသားလူမျိုးစုတွေရဲ့ စိတ်သဘောထားနဲ့ခံစားချက်ကိုနားလည်တော့သူတို့လည်းဟိုတော့ဘုံနားနေမှုရှိမယ်လို့ကျင်တယ်